ကိုလိုလို1ဒေါ်လာပြည်တာနဲ့ကျွန်တော်စီမှာ KP ဝပီတူနဲ့ပတ်စံလာထုတ်လို့ရမှာဖြစ်ပါတယ်တရားရခိုင်နှုတ်အမှတ်တကယ်အပေးချမ်းတဲ့ပုံတော့ပတ်စံထုတ်ရမှာဆိုရေးလည်းပဲအခုတော့အခုချစ်ချစ်ကျွန်တော်တို့ရဲ့အကောင့်လေးတဲ့ကိုပတ်စံဝေလာမှာပဲဖြစ်ပါတယ်ပေးပဲဘိုင်နေပင်နီယထလူမန်နီအကောင့်စီတဲ့သူတွေဆိုရင်စီဒူဖိုင်ထလူဖိုင်ကနေစတဲ့ထုတ်လို့ရမှာဖြစ်ပါတယ်ငွေထုတ်ဖို့အကောင့်တွေမစီတဲ့သူတွေဆိုရင်လည်းပဲစိတ်မပူပါနဲ့ကျွန်တော်စီမှာ KP ဝပီတူနဲ့ပတ်စံလာထုတ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်စီကိုစစ်တယ်မယ်ဆို ွေကျွန်တော်ရဲ့ Telegram Channel လေးကိုဆက်သွယ်ပြီးတော့ကျွန်တော်စီကိုတိုက်ရိုက်ဆက်သွယ်လို့ရမှာဖြစ်ပါတယ်။အကောင့်အတူအစဲတွေကိုတရားကြည့်ပြီးတော့ကိုလိုတို့အနေနဲ့အရောက်အဝယ်ပြုလုပ်ကြဖို့ကျွန်တော်အကြံပေးခြင်းပါတယ်။ဒီမှာဆိုရင်ကျွန်တော်ရဲ့ Telegram Channel လေးကိုဝင်လာလိုက်ပြီးဆိုရင်ကိုလိုတို့အနေနဲ့ဒီအကောင့် Office ဒီ user name လေးကိုကျွန်တော်ဒီမှာချပေးထားမှာဖြစ်ပါတယ်။ကိုလိုတို့ကဒီ user name လေးကိုတချစ်ဝယ်ပြီးတော့ကျွန်တော်စီမှာ KPO ဗီဒိုနဲ့ပတ်စံလာထုတ်လို့ရမှာဖြစ်ပါလိမ့်။ဒီ ability ကနေကျွန်တော်တို့ပတ်စံ flow ဆောက်ပေးပြီးတော့ပတ်စံ flow ထုတ်မလဲဆိုတာလေးကိုကျွန်တော်အသေးစိတ်ပြောပြ ပြီးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်စုသွားလိုက်ရအောင်ပါလို့ โอเคကျွန်တော်တို့ဒီ app လေးကိုပေါ့နော်ရယူမယ်ဆိုရင်ကိုလူတို့ကကျွန်တော်ပေးထားတဲ့ link ကနေတဲ့ချေဝင်လိုက်ပြီးဆိုရင် play store ကိုရောက်စီလာမှာဖြစ်ပါတယ်ဒီနေရာလေးကိုရောက်စီလာပြီးဆိုရင် app name နဲ့ logo လေးကိုတင်ချာကြည့်ပြီးတော့ဒီ app လေးကို install လုပ်ပေးလိုက်ပါ install လုပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ရဲ့ဒီ post ဆက်ွယ်လေးတဲ့ကိုရောက်စီလာမှာဖြစ်ပါတယ်ရောက်စီလာပြီးဆိုရင်ကိုလူတို့အနေနဲ့ဒီ post တက်မှာစီတဲ့ဖူဖီလေးကောက်ကောက်တစ်ခုခုပေါ့နော် connect တက်လုပ်ပေးထားလိုက်ပါဖူဖီလေး like out တဲ့အဖူဖီလေးကိုကျွန်တော်တို့ connect တက်လုပ်ပေးထားလိုက်ပြီးဆိုရင်ဒီ app လေးတဲ့ကိုတက်ချေဝင်လိုက်ပါဝင်လိုက်ပြီးဆိုရင်ဒီနေရာလေးကိုမ ရောက်လာခင်မှာကိုလူတို့အနေနဲ့သူတောက်ထားတဲ့ပေါင်မစ်စင်လေးတို့ကိုကျွန်တော်တို့တခုချင်းလှုပ်ပေးပြီးတော့ဒီညလေးကိုရောက်လာမှာဖြစ်ပါတယ်ဒီညလေးကိုရောက်လာပြီးဆိုရင်ဒီအောက်ကစတားကိုနှဲပြလိုက်ရုံနဲ့သူတောက်ထားတဲ့ပေါင်မစ်စင်လေးတို့ကိုကျွန်တော်တို့လှုပ်ပေးလိုက်ရုံနဲ့ပေါ့နော်ဒီတဲကနေကျွန်တော်တို့ကပတ်စံစားတဲ့ဆောက်ဖွေလို့ရမှာဖြစ်ပါတယ်ပတ်စံဆောက်ဖွေမယ်ဆိုရင်ကျွန်တော်တို့ဒီအောက်ကစတားဆိုရင်နေရာလေးကိုတချင်းနှဲပြလိုက်ပါဒီလိုနှဲပြလိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီညလေးမှာခံလာလေးဆောက်ပေးလိုက်ရုံနဲ့ဒီညလေးမှာဆိုရင်ကျွန်တော်တို့ရရှိလာမဲ့ဒေါ်လာပမာဏလေးတွေကိုသူကပြပေးထားမှာဖြစ်ပါတယ်အောက်မှာဆိုရင်ရခိုင်နှုန်းစပီးပေါ့နော်အစစ ီတဲ့ဒီကောင်လေးတွေကိုသူကပြပေးထားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီထက်ကနေပေါ့နော်ဒီ FVA လိုက်ကောင်းရကောင်းလို့ပတ်စံအလွယ်တကူစောက်ပေးလို့ရမှာဖြစ်ပါတယ်ဒီထက်ကနေရရှိလာတဲ့ဒေါ်လာလေးတွေကိုကျွန်တော်ပတ်စံထုံဒီကိုအသေးစိတ်ထမှန်ပြောပြပေးသွားမှာဖြစ်ပါတယ် โอเคကျွန်တော်တို့ဒီတဲ့ကနေရရှိလာတဲ့ဒေါ်လာလေးတွေကိုပတ်စံထုံးမယ်ဆိုရင်ကိုလူတို့အနေနဲ့ဒီ Masido 535 USD အနေဆုံးစီသားပို့တော့လို့ပါတယ်ပတ်စံထုံးမယ်ဆိုရင်ကျွန်တော်တို့ကဒီအောက်ကပတ်စံအိပူဇာလေးကိုတက်ချင်နေပေးလိုက်ပါဒီလိုနေပေးလိုက်ပြီးဆိုရင်ဒီအောက်က withdraw ဆိုတဲ့နေရာလေးကိုတက်ချစ်ထပ်မံနေပေးလိုက်ပါဒီလိုနေပေးလိုက်ပြီးဆိုရင်ဒီနေရာလေးမှာခလာလေးစောက်ပေးလိုက်ရုံနဲ့ကျွန်တော်တို့ပတ်စံထုံးယူလို့ရမယ် wallet တွေကိုတွေးမြင်ရမှာဖြစ်ပါတယ်ဘယ်နိုင်ငံဘယ်ဒေတာကမဆိုကျွန်တော်တို့အဲ့လိုတကူပတ်စံထုံးယူလို့ရမှာဖြစ်ပါတယ် okay ဒီမှာဆိုရင်ပေါ်တော့ကျွန်တော်တို့ပတ်စံထုံး ယူလို့ရမယ့် wallet တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်ကိုလူတို့ကအစပြေရ wallet တွေကိုရွေးချယ်ပြီးတော့အလွယ်တကူပတ်စံထုတ်ယူလို့ရမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့က Binance နဲ့ပတ်စံထုတ်လို့ရမယ် Binance နဲ့ပတ်စံထုတ်ယူလို့ရမယ် Lumani နဲ့ပတ်စံထုတ်ယူလို့ရမှာဖြစ်ပါတယ် PayPal နဲ့လည်းပတ်စံထုတ်ယူလို့ရမှာဖြစ်ပါတယ် Binance နဲ့ပတ်စံထုတ်မဲ့ Swissdo file Tulip file ကနေစတဲ့ထုတ်ယူလို့ရမှာဖြစ်ပြီးတော့ Binance နဲ့ပတ်စံထုတ်မဲ့ Swissdo file Tulip file ကနေစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ် PayPal နဲ့ပတ်စံထုတ်မဲ့ Swiss 1 dollar နဲ့စတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ပေါ့နော်ငွေထုတ်တဲ့အကောင့်တွေမရှိဘူး ူးဆိုရင်1ဒေါ်လာပြီးတာနဲ့ကျွန်တော်စီကို KBW ပေတိုနဲ့ပတ်စံလာထုတ်လို့ရမှာဖြစ်ပါတယ်။ဘိုင်းနေနဲ့ပတ်စံထုတ်မဲ့ဆိုရင်ဘိုင်းနေလေးကိုတချစ်ထောက်လိုက်ပတ်ဒီလိုထောက်လိုက်ပြီးဆိုရင်ကျွန်တော်တို့က coffer ဆိုရင်နေရာလေးကိုလာတဲ့အခါမှာဆိုရင်1ဒေါ်လာကျွန်တော်တို့ဒီဘိုင်းနေ ID လေးကိုထည့်ပြီးတော့အလွယ်တကူပတ်စံထုတ်ယူလို့ရမှာဖြစ်ပါတယ်။ပင်နီယာနဲ့ပတ်စံထုတ်မဲ့ဆိုရင်ပင်နီယာကိုတချစ်ထောက်ပဲ coffer ဆိုရင်နေရာလေးကိုနှိပ်ပြီးတော့ဒီပင်နီယာ ID လေးကိုထည့်ပြီးတော့အလွယ်တကူပတ်စံထုတ်ယူလို့ရမှာဖြစ်ပါတယ်။ PayPal နဲ့ပတ်စံထုတ်မဲ့ဆိုရင် PayPal လေးကိုတချစ်ထောက်ပေါ့ PayPal ဖိထားတဲ့ email လေးကိုထည့်ပြီးတော့အလွယ်တကူပတ်စံထုတ်ယူလို့ရမှာဖြစ်ပါ တယ်ဒီအကောင့်တွေမရှိဘူးဆိုရင်ကိုလူတို့အနေနဲ့ KPO ဗီဒီယိုနဲ့ပတ်သက်ပြထုံးမဲ့ဆွေးကျွန်တော်ရဲ့ Telegram channel လေးကိုစတဲ့ပြီးတော့ဒီအောက်ကကျွန်တော်တို့ရဲ့ဒီ user name လေးကိုတချင်နေပြီးတော့ကျွန်တော်စီမှာ KPO ဗီဒီယိုနဲ့ပတ်စာလာထုတ်လို့ရမှာဖြစ်ပါတယ်။ Okay နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ဒီလိုတရားရခိုင်နှုန်းပေးတဲ့ APB တွေနဲ့အတူပတ်စာထုံးနေတဲ့သူကျွန်တော်တို့ပြန်လည်ဆောက်တွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။